မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းကိုစစ်ကြောင်းထုတ်မီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား18ဦးသေဆုံးပြီးတော့အလောင်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ6ရက်နေ့မှာဝက်လက်မြို့နယ်ရွာသားကြီးကနေထွက်လာတဲ့အင်အား180ခန့်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာရွာစဉ်ပတ်မီးရှို့ပြီးတော့ဝက်လက်မြို့အတွင်းမှာရှိတဲ့အထိုင်းစခန်းကိုတွားရောက်တဲ့အချိန်မှာတော်လိုင်းရဲတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်သား18ဦးသေဆုံးပြီးတော့စစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးဝက်လက်မြို့အတွင်းမှာရှိတဲ့စစ်တပ်အထိုင်းစခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါဗျ။ စစ်ခွေးတွေကလက်နက်တွေအကုန်ရအောင်တဲပြီးတော့အလောင်းတွေကိုစွန့်ပစ်ထားခဲ့တာပါတိုက်ပွဲအတွင်းမှာတော့စစ်ခွေး18ကောင်တိတ်ဆုံးပါတယ်လို့ပြည်သူ့အစိုးရတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်လက်ကောင်တက်ခိုက်မှုကိုပြည်သူ့အစိုးရတော်လိုင်းတပ်ဖွဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့နဲ့နှက်တောင်နဂါတပ်ဖွဲ့တို့အပါအဝင်တော်လိုင်းတပ်ဖွဲ့အများကပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးအုပ်စုဟာဝက်လက်မြွနယ်အတွင်းကိုစစ်ကြောင်းများဖျက်ချက်ပြီးလှုပ်ရှားနေတဲ့အတွက်ကြောင့်အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်တယ်လို့ပြောပါတယ်။ဒီသူများအနေနဲ့သဆိုင်ရာအဖွဲ့အစည်းများရဲ့သတိပေးညွှန်ကြားချက်များကိုလိုက်နာကြရန်နဲ့တော်လိုင်းရဲဘော်များပြည်သူတွေရဲ့ရှေ့ကနေပြီးတော့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြောင်း ဤတို့အစီကံတော်လိုင်းတက်ဖွဲ့ကတောင်းရှိသူကဆက်လက်ပြောပြထားပါတယ်အဲ့ဒီစစ်ခွေးစဲကြောင်းဟာဝလံမြွနယ်အတွင်းမှာရှိတယ်တမာကုန်းရွာရွာတော်ကုန်းရွာဒရဦးရွာထုံးဘူရွာထုံးဘူရွာရဲ့အရှိတ်ဒရားညီနောင်အနီးမှာရှိတယ်နေအိမ်များနဲ့မြင်းတော်ရွာတို့ကိုမိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်ဒါအပြင်ဝလံမြွနယ်အနောက်ချမ်းမှာရှိတယ်ရွာသားကြီးထုံးဘူဒရဦးတမာကုန်းရွာတော်ကုန်းဥဒေကုန်း ။အုတ်ဖို့ကိုကြီးကန်တောင်ရမြောက်ရွာလာတော့လဲဦးကြီးကိုနန်းကြီးကိုရွှေတာရင်းမတော်ကိုကိုစုမပြောတော့တကောင်းတောင်ဂရူစတဲ့ကြီးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခမောင်း။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောဘဂိုးတာညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှုလဲဖြစ်ယူစောတိခေါင်းဆောင်လဲဖြစ်တဲ့ကျန်းဖို့အမာခံလဲဖြစ်သူမင်းမင်းဦးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ10ရက်နေ့ညနေ3:45မိနစ်အချိန်မှာညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှုလဲဖြစ်ကျန်းဖို့ပါတီဝင်လဲဖြစ်ယူစောတိခေါင်းဆောင်လဲဖြစ်တဲ့မင်းမင်းဦးပြစ်ခတ်ခံရပြီးတော့ ပွဲချင်းပြီးသိဆုံးသွားတယ်လို့သိရပါတယ်မင်းမင်းဦးဟာဥကောက်မှာတနက်တန်းရနှစ်ချမ်းခန္ဓာကိုယ်မှာတနက်တန်းရသုံးချမ်းနဲ့သိဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပထမအချိန်လှုပ်ချံတက်ဖြတ်ခဲ့စဉ်ကသိဆုံးခဲ့ပြီလို့သတင်းလွှင့်ပြီးတော့ဆေးရုံမှာစိတ်ကူးသမှုခံယူရတာကနေပြန်လည်ကောင်းမွန်လာခဲ့သူဖြစ်တယ်လို့သိရပါတယ် ဒုတိယအကြိမ်ပြစ်ခတ်မှုမှာမှတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းမင်းဦးဟာအခု2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကလည်းပြစ်ခတ်ခံရတယ်လို့သိရပါတယ်။အခုလို ပြစ်ခတ်တဲ့အချိန်မှာတပည့်နှစ်ဦးသာတေဆုံးခဲ့ပြီးတော့မင်းမင်းဦးကမသေးပဲအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ပြောပါတယ်။ ဥထွက်တန်ရနဲ့ဈေးရုံမှာဈေးကူတမှုခံယူရာကနေပြန်လည်ကောင်းမွန်လာခဲ့တယ်လို့သိရပါဗျ။မိမင်းဦးဟာပထမအချိန်လုံခြံမှုကနေလွတ်မြောက်ခဲ့တဲ့အခါငောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာမနေထိုင်ရတော့ပဲဒိုင်ဦးမြို့တရေမီလန်းစုံမိဘအနီးအိမ်တလုံးဝယ်ပြီးတော့နေထိုင်ခဲ့တယ်လို့သိရပါဗျ။မိမင်းဦးမှာငောင်လေးပင်အခြေစားဗိုလ်မှူးနေလေးနဲ့ပူးပေါင်းပြီးတော့စစ်ဗိုလ်ရန်အဖြစ်နဲ့လူငယ်များကိုဖမ်းဆီးခြင်းငွေငယ်ချင်းများကိုလှုပ်ဆောင်ကပြည်သူလူထုကိုနီလန်းမျိုးစုံနဲ့ဒုက္ခပေးနေသူဖြစ်တယ်လို့သိရပါဗျ။ဒါအပြင် တေဆုံးသူမင်းမင်းဦးမှာပဲခူးတိုင်းဒိုင်ဦးပြွန်တစားညောင်လေးပင်အရှိချမ်းမင်းမင်းဦးလိုမျိုးပဲပြည်သူတွေကိုဒုက္ခပေးနေတဲ့ပြစ်မှတ်များကိုခန့်မှန်ပြီးတော့ရှင်းလင်းသွားမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်နောက်ထပ်ဘလို့အေးအေးယူမှုတွေထပ်ပြီးတော့အချိန်မြင့်မလဲဆိုတာကတော့ကျွန်တော်တို့ Ninesters UG အဖွဲ့ရဲ့လက်လန်းမီသမျနယ်မြေတဲကပြည်သူတွေကိုဒုက္ခပေးနေတဲ့စစ်ခွေးထောက်တိုင်မှန်သားများကိုရတဲ့လောက်ဖော်ထုတ်ပြီးတော့အခုလိုမျိုးပြက်ပြက်သားသားရှင်းလင်းသွားမှာပါလို့ Ninesters Underground Force ဘဂိုးရီဂျင်ကတာဝန်ရှိသူကရှင်းပြထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ Overflow Music Festival ရဲ့ဖြောပြပွဲမှာညဉ့်ညမ်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်တွေနဲ့ပွဲစီစဉ်သူအပါအဝင်16ဦးကိုပုံမှန်3ခုနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်သင်္ကန်းကျောင်းမြို့နယ် Eastern Yangon Event Park မှာပြုလုပ်ခဲ့တဲ့ November လ2ရက်နေ့ညပိုင်းကလုပ်ခဲ့တဲ့ Overflow Music Festival ဖြောပြပွဲအတွင်းမှာစင်ပေါ်ကနေညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်တွေနဲ့ပွဲစီစဉ်သူတွေအပြင်ရိုက်ကူးရေးအဖွဲ့သားစုစုပေါင်း16ဦးကိုပါဖမ်းဆီးအမှုဖွင့်ထားတယ်လို့စစ်ကောင်မရှင်ကတင်းထုတ်ပြန်ထားပါတယ်ဖမ်းခံရတဲ့သူတွေကိုရဇသက်ကြီးပုံမှာ905ကကြီးနိုင်ငံတော်ချင်းညိုပြက်စီမှုပုံမှာ2လေးနှုတ်ဖြင့်ကျူးလွန်သောပြစ်မှုနဲ့ပုံမှာ1လေးပြင်းမှုကျွလွန်ရမှာကိုကြီးအားပေးသူစတဲ့ပြင်းမှုတွေနဲ့အမှုဖွင့်အရေးယူထားတယ်လို့စစ်ကောင်မရှင်ကဖော်ပြထားပါဗျ။ ငင်းငဲတဲ့ဇကားတွေကိုပြောပြီးတော့ကွန်တုံးတွေကိုစင်မော်ကနေကျဲချခဲ့တဲ့ အဆိုတော့ဝင်းခေါ်ရဲဝင်းအောင်ရဲ့ရုပ်သံဖိုင်အတူဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်အဲ့ဒါကိုအေးအေးယူဖို့အတွက် online ကြည့်ရှုသူတွေကဝေဖန်တောင်းဆိုခဲ့ကြပါတယ်။ဖိုင်စီခါတဲ့၁၆ဦးထဲမှာပွဲစီစဉ်ခဲ့သူ၃ဦးပါဝင်ပြီးတော့အဆိုတော့ဝင်းခေါ်ရဲဝင်းအောင်နဲ့အတူစင်မော်တက်ပြီးတော့ကခုံတီးဆုပ်ခဲ့ကြတဲ့အခြားအဆိုတော်တွေနဲ့စင်မော်မှာရုပ်တံရိုက်ခူးတဲ့သူတွေကိုပါဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။အဲ့ဒီလူတွေကိုအေးအေးယူဖို့ November လ9ရက်နေ့နဲ့6ရက်နေ့နှစ်ရက်အတွင်းမှာပဲသက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကနေချိတ်ဆက်ခေါ်ယူ လားနေအိမ်အထိသွားရောက်ခေါ်ဆောင်ပြီးတော့ဖမ်းဆီးထိန်းသိမ်းတာတွေကိုလုံဆောင်ခဲ့ကြအောင်တရင်ရရှိပါတယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်တပ်ပြန်သိမ်းလိုက်တဲ့ကြောင်မင်းမြို့နယ်ဒီဘောမြို့တို့မှာရှိတဲ့နေအိမ်အလုံး၁၀၀လောက်ကိုစစ်ကောင်စီကချိတ်ပိတ်လိုက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ချိတ်ပိတ်ခဲ့ရတဲ့အရေးအတွက်ဟာကြောင်မင်းမှာအလုံး60နဲ့ဒီဘောမှာအိမ်အလုံး40တို့ဖြစ်တယ်လို့သိရပါတယ်ဒီအန်အလေးနဲ့ဆက်ဆံပတ်သက်ခဲ့ရတဲ့သူတွေပေါ့ဗျာမကင်းကမကင်းကြောင်ဆက်ဆံရတဲ့သူတွေအိမ်တွေပါတယ်လို့ NLD အိမ်လေးလဲပါပါတယ်လပိတ်ဆိုင်နဲ့ဆိုင်နဲ့ကုန်းဆုံဆိုင်တွေပါသွားတယ်လို့ကြောင်မင်းတို့ကိုရက်ကွက်မှာနေထိုင်သူတို့ကပြောပြထားပါဗါးအဲ့ဒီရက်ကွက်ကအားထကနဲ့ကြောင်းရှိမှာနေထိုင်တဲ့ကားပွဲစားကိုဘစီဆိုတဲ့သူကိုစစ်တပ်ကဖမ်းဆီးခဲ့တော့လဲအခုပြန်လွတ်လာပြီလို့၎င်းကပြောဆိုထားပါတယ် ။ဒီဘုံမျိုးမှာ TNL နဲ့ဝေအပေးယူလို့သူအများအပြားဖမ်းဆီးခံထားရပြီးတော့၎င်းတို့ရဲ့နေအိမ်များချိတ်ပိတ်ခံထားရကြောင်းရုခံများစီကသိရပါဗျ။မကင်းရမကင်းကြောင်သူတွေပေါ့ဗျာ။စစ်တပ်စုတုံးကကျောက်တွေဘာတွေနဲ့ပြစ်တဲ့တချို့လဲပါတယ်လို့ဒီဘုံမျိုးဇက်စုရက်မှာနေထိုင်သူတူကပြောပြထားပါဗျ။စစ်ကောင်စီတပ်ကကြောင်မဲကိုဩဂတ်စ်လ၁ရက်နေ့နဲ့ဒီဘောကိုဩဂတ်စ်လ၁၈ရက်နေ့များမှာ TNL လက်ကနေပြီးတော့ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ် တင်ဆက်ပေးရမယ့်သတင်းကတော့တစောင်းတိုင်းပွဲကနေပြန်လာတဲ့ Cycle တစ်စီးနဲ့ G13 Express ကားတို့ဖင်ညောင်မြို့အောင်တပြေရက်ကွက်မှာရှိတဲ့တအူးကျောင်းရှိမှာလိုဗမာလာရှိရဲ့နေမနက်ပိုင်းကတိုက်မိပြီးတော့စံကေပေါ်မှာပါလာတဲ့လူငယ်နှုတ်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လိုဗမာလာရှိရဲ့နေမနက်၄နာရီခွဲကန်းကရန်ကုန်ကနေထွက်ခွာလာတဲ့မိုးကောင်းကင် Express ကားနဲ့ဒဇောင်းတိုင်းပွဲတော်ကနေပြန်လာတဲ့လူငယ်နှုတ်စီးနှင်းလာတဲ့မော်တော်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီချိန်မိုးလုံးနဲ့ပြန်လာတာထင်းနေ မူးနေလားတော့မသိဘူးပွဲချင်းပြီးပဲလို့လူမှုကွန်ရီသမားတို့ကပြောပြထားပါတယ်။ပေဆုံးသူများဟာဘောဆိုင်ရုပ်ရွာတိရွာမှာနေထိုင်ကြတယ်။မောင်အောင်ခိုင်နဲ့မောင်ဆန်းထွေးတို့ဖြစ်ပြီးတော့အသက်20ဝန်းကျင်သာရှိသေးကြောင်းကဲဆယ်ရေးအဖွဲ့များထံကသိရပါတယ်။မျက်နှာချင်းဆိုင်ကိုတိုက်တာတဲ့ကျွန်တော်တို့ရောက်လာတော့ကလေးနှုတ်စလုံးအသက်မရှိတော့ပါဘူး။ညပဲဆိုတော့အနေနဲ့အရမ်းများတယ်။ပွဲကာလာလည်းဖြစ်တော့ဂယုဆိုင်မောင်းကြပါအခုကငငယ်လေးတွေပဲရှိသေးတယ်။မိဘတွေကိုပဲတနာတယ်လို့ကဲဆယ်ရေးအဖွဲ့ဝင်တို့ကပြောပြထားပါတယ်။အဲ့ဒီနောက်၎င်းတို့ရဲ့ရုပ်အလောင်းများကို မဟာဝီရရခိတလူမှုအသင်းကဆက်ဆံထွန်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အခုနှစ်တောင်ကြီးမြို့သံဆောင်တိုင်းကာလမှာရင်းတိုက်မှုအချိန်20ကျော်ဖြစ်ပွားပြီးတော့လူအယောက်90နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရင်းထိန်တအူးထံကသိရပါဗျ။တောင်ကြီးသံဆောင်တိုင်းပွဲကိုမူလကနိုဝင်ဘာလ9ရက်နေ့မှာပြီးဆုံးရန်သတ်မှတ်ထားတော့လေ။ရာသီဥတုကြောင့်3ရက်ထပ်တိုးခဲ့ရာမနေ့ကပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဤစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံကြီးနယ်တထုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းပါဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေတိုက်ခိုက်ခဲ့ရာပြည်သူနှအူးထိခိုက်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လောဘမာလာခုနှစ်ရက်နေမှာ112လေးရင်နဲ့ KNU တပ်မဟာအစ်နယ်မြေဖြစ်တဲ့တထုံမြို့နယ်နောင်ကရုတ်ကျေးရွာရွှေကြည်ချောင်းနှစ်ခွနဲ့မယန်းကုန်းကျေးရွာမိချောင်းအိုင်ကျေးရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံ၂၃လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ စစ်ခွေးတွေတိုက်ပွဲမရှိဘဲနဲ့လေချောင်းကနေတက်ခိုက်သွားတာပါလောလောဆယ်ကတော့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ကြားတယ်အမျိုးသားနှစ်ဦးထိထားတာပါဒဏ်ရာရတဲ့နှစ်ဦးကနောင်ကရုတ်ကြီးရွာကပါလို့ KNU တပ်မဟာတစ်ကတော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်တပ်က112လေးရင်နဲ့ဘုံများကျဲချခဲ့ရမှာရွှေကြီးတရားထိတ်ကိုဘုံသုံးလုံးဝင်းဘုံတောင်အနီးကိုဘုံနှလုံးနဲ့အခြား KNU တပ်မဟာတစ်နယ်မြေများကို ဗုံးများဇက်တိုက်ကျဲချခဲ့တယ်လို့သိရပါတယ်။အလားတူပဲမကွေတိုင်းစလင်းတို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူညီနောင်စလင်းတရင်တော်ဝန်ကကိုပြည်သူကရှင်းပြထားပါတယ်။နိုဝင်ဘာလ၈ရက်နေ့ည၁၀နာရီဝန်းကျင်အချိန်မှာစလင်းတို့နယ်ကျွဲချောင်းကြေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းမဆက်တကတောင်ကန်ကြေးရွာဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ စိတ်ခွေးတွေဘာတိုက်ပွဲမှမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလောလောဆယ်ကတော့ထိခိုက်မှုမကြမိသေးဘူးအခုလက်ရှိဒီကောင်တွေပြစ်ခတ်နေတော့မဲ့လက်နက်ကြီးရောလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်နေပါတယ်ည10နာရီဝန်းကျင်မှာရန်တမ်းပြစ်ခတ်တာပါလက်နေကြီးလက်နေငယ်ပြစ်ခတ်တန်းတွေကတော့အခုချိန်ထိကိုကြားနေရတော့မယ်လို့ပြည်သူညီနောင်စလင်းသတင်းတောင်းကကိုပြည်သူကရှင်းပြထားပါတယ်။အကြမ်းဖက်ဆက်တက်ကအခုရပိုင်းအတွင်းမှာမြန်မာနိုင်ငံတော်အလုံးမှာ၎င်းတို့နယ်မြေစိုးမိုးမှုမရှိတဲ့ဒေသများကို လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်တယ်လာတယ်လို့တော်လိုင်းရဲ့သတင်းမြင့်များကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း Anh em giống đôi miếng này cho vào gì cùng nhau?